လေဘောင်းတော်ဖလားမန်းသေးရောင်ယူလိုက်တယ်လေဖလားရနိုင်ပါတယ်ဘရိုက်တန်အောင်မဲ့မိသားများသူမြအိုင်ဘတ်ခွန်ချေဝေးအချမ်းကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါပြီပြီးခဲ့တဲ့အပတ်တုန်းကဘရိုက်တန်ကိုလေကုန်းကုန်းနဲ့နိုင်ရရှိခဲ့ပြီးနောက်ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဘရိုက်ယန်အမူမူပြောခဲ့တဲ့စကားတွေဟာယူလိုက်တက်ပရိသတ်ရဲ့နှလုံးထဲမှာဂျင်းနဲ့ PD ကွမ်းစီထိနေကြမှာတေးကြပါတယ်အဲ့ပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်တင်ရဘရိုက်တန်လေးကိုလေကိုလိုနဲ့နိုင်ရရှိခဲ့ပြီးတော့အဲ့ပွဲပြီးကစားခဲ့တဲ့ပွဲစဉ်မှာတော့လီဗာပူးတင်ကဘရန်ဖို့ကို3-0နဲ့အဝေးပွဲမှာရှုံးနေသွားခဲ့တာဖြစ်ပါရင် ဒါကြောင့်အခုလိုမျိုး United အသင်းတို့ခြေစွာနေတဲ့အချိန်မှာ Liverpool ချော်လေတာကိုမြင်ရတာ United ပြိုင်သက်တွေအတွက်ကတော့တာယာချမ်းမြေ့တဲ့အော်တိုဘာညနေခင်းလေးဖြစ်နေမှာဖြစ်ပါတယ်။အဲဒီပွဲပွဲမှာ United အသင်းအတိုက်စစ်ဖို့ Brian Amumu ကလက်ရှိချိန်မှာကျွန်တော်တို့ဟာ Liverpool တင်းရင်အထက်မှာရက်တည်နေနိုင်ပြီလေ။ Liverpool တော့အမှတ်ပေးဖလားကိုရိမန်းနိုင်သိရင်ဘာကြောင့်ကျွန်တော်တို့ကအမှတ်ပေးဖလားကိုမမှန်းနိုင်ရတာမှလဲ။ကျွန်တော်ကလက်ရှိချိန်မှာပုံစံကောင်းနေပြသနေပြီးတော့ဒီထက်ပိုကောင်းတဲ့ပုံစံတစ်ခုကိုဆက်လက်ထင်းထင်းသွားနိုင်မယ်လို့ယူဆပါရင် လူသားသာပြောရမယ်ဆိုရင်ကျွန်တော်တို့မှာချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့အခြေအစွမ်းရှိပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ရိုက်တဲ့အသင်ကဘရိုက်တန်အသင်းကို၄ဂိုးနှစ်ဂိုးနဲ့နိုင်ရရှိခဲ့ပြီးတဲ့နောက်လက်ရှိအချိန်မှာအမ်မိုရင်လက်ထက်ပရီးမီးယားလိဂ်၃ပွဲဆက်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘရိုင်ယန်အမ်မိုမောအဲ့ဒီပွဲစဉ်မှာ၃ဂိုးနှစ်ဂိုးသွင်းယူထားခဲ့ပြီးတော့သူ့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာထက်မြက်မှုကိုပြသခဲ့တာဖြစ်ပါတယ်။အမမသွင်းယူခဲ့တဲ့သွင်းကုန်းနှစ်ကုန်းစလုံးဟာတကယ်ကိုအစင်တန်းမြင်ခဲ့ပြီးတော့အထူးသဖြင့်ဒုတိယပိုင်းသွင်းကုန်းမှာဆိုရင်ရှက်ကုန်းနဲ့နားလည်မှုရှိရှိသွင်းယူသွားခဲ့တာကိုမြင်တွေ့ခဲ့ရဖြစ်ပါတယ်။ ဒီဝက်စမိုင်းနိုင်တဲ့ကစားပေါ်မှာ Brighton နီးပြဟာစီလာပြောသလိုချစ်လက်တဲ့ခက်တဲ့ဆိုတဲ့စကားအတိုင်းတကယ်ကိုလမ်းစားဖြစ်ခဲ့တာပါ United ကစားသမားတွေကဘောလုံးကိုတရားနဲ့တရားအပေးယူမြတ်မြတ်ကစားနေကြတာပေါ့ချင်းပြိုင်ပန်းအသင်းတွေတိုင်းက United နဲ့ရင်ဆိုင်ရမှာကိုကြောက်နေကြတော့ပြီးထင်ပါရင်ဒီလိုမျိုး United အသင်းကနောက်ဆုံး၄ပွဲဆက်အနိုင်ပွဲနဲ့အတူ Premier League မှာပြေးချအထိတ်ကိုပြန်လည်တန်လှမ်းဖို့ကြိုးစားနေချိန်မှာတစ်ပတ်က Liverpool အသင်းကတော့ Brentford ကို၃-၂ကိုနဲ့ရှုံးနေခဲ့ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ Premier League ၃ပွဲဆက်ရှုံးပွဲကြုံတွေသွားခဲ့ပြီးဖြစ်ပါရင် ဒီဘောက်ရဲ့ဒီရှုံးပွဲဟာသူတို့ရဲ့ MMA ဆရာရဲ့တည်မှုမှာ United ကသူတို့အထက်ကိုကြော်တက်သွားတာခံရပါလေဖြစ်ပါတယ်ဒီလိုအချိန်မှာ Brian Amuo ကလေဘောက်တော်ဖလာမန်နိုင်ကျွန်တော်လည်းဘာလို့မမှန်းနိုင်ရမှာလဲဆိုရဲစကားဟာလေဘောက်ပရိသတ်တည်ရဲ့ရင်ထဲကိုဓာတ်နဲ့ထိုးလို့ဖြစ်နေမှာပေါ့ဒါကြတော့ Amuo ပြောတာဟာလေဘောက်ဟာ Brandford မှာချော်လဲပြီးကျွန်တော်တို့အခုလိုဆင်းတက်လာပြီ United ကဘယ်သူမှတားလို့မရတော့ဘူးဆိုပြီးတော့တမင်တက်တက်စားနောက်တဲ့သဘောမျိုးလည်းဖြစ်နေပါတယ် Amuo ရဲ့လက်ရှိဒီစကားဟာ မန်ယူရဲ့လက်ရှိအနေအထားနဲ့လီဗာပူးရဲ့အဆင့်ကျဆင်းမှုကိုထောက်ပြလိုက်တာလည်းဖြစ်ပါရင်ယူနိုက်တက်တင်အားရိုမင်အမော်ရီလက်ချက်မှာလီဝဲ၃ဝဲဆက်အနိုင်ရရှိခဲ့တာဟာသူတို့ရဲ့ပြန်လည်အားကောင်းမှုကိုတက်တည်ပြနေတာလည်းဖြစ်ပါရင်ဒီစကားဟာလီဗာပရိသတ်တွေအတွက်ကတော့အတော်လေးကိုနားကျင်စရာပါလီဗာဟာပရီးမီးယားလိမှာဖလားတွေစံတိုက်မှန်းနိုင်ခဲ့တဲ့အသင်းဖြစ်ပေမဲ့ဒီဟာဒီမှာတော့ Brentford အသင်းကိုရှုံးနေခဲ့ပြီးနောက်၃ပွဲဆက်ရှုံးပွဲကိုဂျုံတွေသွားခဲ့ရတာလည်းဖြစ်ပါရင်အဲ့ဒီပြင်နေပြအာနေစတော့ဟာပြီးခဲ့တဲ့ရာသီလုံးကလီဗာပူးအသင်းကိုအမှတ်ပေးချန်ပီယံဆုရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပေမဲ့ဒီဟာဒီမှာတော့ပေါင်တန်း 900ကျော်အသုံးပြုပြီးကစားမခေါ်မှုတွေပြုလုပ်ခဲ့ပေမယ့်အသင်းဟာပုံစံကောင်းရရှိဖို့အတွက်ရုန်းကန်နေရဆဲဖြစ်ပါရင်ရာသီအစပွဲစဉ်၅ပွဲဆက်တိုင်းအနိုင်ရရှိခဲ့ပေမယ့်နောက်ပိုင်းပွဲစဉ်တွေမှာမြေပြအန်နီစတော့ရဲ့နေပြအမားနဲ့အတူလူပေါင်းအသင်းဟာလည်းတွင်းဆုံးကျသွားခဲ့တာဖြစ်ပါရင်ဒီလိုအချိန်မှာရာသီအစကရလဒ်တီတောက်ရှော့ဆိုးသွားခဲ့တဲ့မန်စတာယူနိုက်တက်အသင်းကတော့လမ်းကြောင်းမှန်ပေါ်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးလီဗာပူးလ်အသင်းမျိုးကတော့သူတို့အသင်းအိမ်ကွင်း FA ကွင်းမှာအနိုင်ပြခဲ့တာဖြစ်ပါရင်အခုဆိုရင်ပရီးမီယာလိဂ်ပွဲစဉ်ဟာ၉ထိရောက်ရှိသွားခဲ့ပြီးတော့လက်ချက်ပွဲတင်၁၀ပွဲမှာယူနိုက်တက်အသင်းဟာစပါးအသင်းတစ်သင်းတည်းကိုသာအသင်းကြီးဖြစ်ရင်ဆိုင်ရတော့မှာ ာဖြစ်ပါရင် အမှုမပြောသလိုပဲလီဗာပူးလိုအသင်းမျိုးတော်မှာအမှတ်ပေးဖလားကိုမျောမနိုင်နေဆိုရင်လောက်ပိုင်းမှာပုံစံကောင်းတွေပြန်လည်ရရှိနေတယ်မန်ချက်စတာယူနိုက်တက်အသင်းကဘာကြောင့်ဖလားမမှန်းနိုင်ရမှာလဲဆိုပြီးတော့ပြောတော့မှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဖြူလေးကတော့ပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းရောင်းရတွေအတင်းဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ